မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကွာပေါင်းရှင်ပရိတ်၃လုံးကိုပြန်လည်ပြပြတော့မှာဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီကွာပေါင်းရှင်ပရိတ်၃လုံးကိုဒီ၃ရှစ်ရှစ်ကနေစာပြီးတော့ဒီ၃တော်မြတ်ကုဋေပင်ကိုစာပြီးလေ့လာကြည့်မှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာနေ့တိ၃၃ရှစ်ရှစ်တော်မြတ်လျှောက်ပဲဖြစ်ပါတယ်ဗောနော်အဲ့ဒီကျွန်တော်ဒီတစ်ကိုနှစ်ကိုနှစ်ကြိမ်ပေါင်းမယ်တစ်မှာတစ်ကြိမ်ပေါင်းမှာဖြစ်ပါတယ်ပြီးရင်ဒီ၃မှာတစ်ကြိမ်ပေါင်းမယ်ဗောနော် ပြင်ဒီလျှောက်မှာတစ်ကြိမ်အပေါင်းတည့်စပြီးဖြစ်ပါရခင်ဗျာโอเคဒါဆိုရင်ဒီကနေအားလုံးကိုဆက်ပြီးတူတူပေါင်းကြည့်အောင်ပါเนาะဒီနေ့နဲ့ကြိမ်ပေါင်း၄ဖြစ်ပါတယ်၄နဲ့တည့်ပေါင်းဒီ၅၅နဲ့ကျတော့ဒီ၃နဲ့ပေါင်းတာပေါင်းရှင်း၈ဖြစ်ပါတယ်ပြီးရင်ဒီ၆ရဲ့တည့်ရဲ့ပေါင်းရှင်းကခွန်ရတယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီ၈ရဲ့ခွန်ရပေါင်းရှင်းဒီ၅ဖြစ်ပါတယ်ပေါ့เนาะ၅ကိုကျွန်တော်၄နဲ့ထပ်ပေါင်းတာဆိုရင်၉ ကိုယ်သုံးပေါင်းတာကစနစ်ဒီ9ခုနှစ်ပြိဖြစ်ပါတယ်ဗောနော်ကွာပေါင်းရှင်ပြိဖြစ်ပါတယ်နှားထတဲ့ချိန်မှာ339ခုစုပြီးဖြစ်ပါတယ်ခင်ဗျာ339ဗောနော်ဒါကြောင့်မို့ဂျီ3နဲ့ဒီ9နဲ့ပေါင်းရှင်ဒီစနစ်ပြိဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒီနေ့အတိုင်းပဲကျင်တော့ဒီ3 39ခုတပင်ကနေနောက်ထပ်ဒီ39နေ့တပင်ကိုဆက်ပြီးတော့ကြည့်အောင်ပါနော် ဒီနေ့ကတော့ကြိမ်ပေါင်းမှာဖြစ်ပါတယ်9နဲ့10နဲ့မှာတစ်ကြိမ်စီ9နဲ့မှာတစ်ကြိမ်ကို10နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင် နေ့နဲ့ကြိမ်ပေါင်းရှင်းတယ်လေ၄နဲ့10ပေါင်းက9နဲ့ပေါင်းရင်30ဖြစ်ပါတယ်သုံးမျိုးပဲရှိမယ်ပေါ့နော်9ရဲ့အစ်ရဲ့ပေါင်းရှင်းတယ်8ဒါဆိုရင်3ညနဲ့10နဲ့ပေါင်းတာ8 8ကိုဒီပေါ်ကလိုမျိုးပဲ၄နဲ့ပေါင်းတာ7နဲ့နေ့ကို3ပေါင်းတာ9 6နဲ့9ကွာပေါင်းရှင်းပြည့်စုပြီးရတယ်ဗောနော်နောက်ထပ်ဒီကြိမ်မှာ3 9နေဖြစ်ပါတယ်ခင်ဗျာ 3 5နှစ်ဒါကြောင့်မောကျွန်တော်ထိနေဒီအပိတ်3နဲ့နေပေါင်းရှင်5ပြိဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ပါလေဒီ5ကိုနှစ်ကြိမ်ဒီ5မှာတစ်ကြိမ်ဖြစ်ပါတယ်နောက်ထပ်တင်တော့ဒီ6မှာတစ်ကြိမ်ပေါင်းမယ်ပေါ့နော်3ညမှာတစ်ကြိမ်အပေါင်းတက်ရှိပြီးဖြစ်ပါတယ်5နဲ့ကြိမ်ပေါင်းတာ10ဖြစ်ပါတယ်5နဲ့6ပေါင်းရှင်ဒီပေါင်းရှင်14ကိုလေးပေးကြည့်မယ်ပေါ့နော်ပြီးရင်3ညနဲ့တင်းနဲ့ထပ်ပေါင်းတာက1 လေးနဲ့တက်ပေါင်းတာကငါးကိုလေးနဲ့ပေါင်းရှင်ကိုကိုသုံးပေါင်းတာကစနစ်ငါးကိုနှစ်ကွာပေါင်းရှင်ပြိသုံးလုံးရတယ်ဗောနော်နောက်ထပ်တစ်ချိန်မှာ3ကိုနှစ်ဖြစ်ပါတယ်ခင်ဗျာ3ကိုနှစ်ဒါကြောင့်မို့ဂျင်နရောဒီ3ရနှစ်ရပေါင်းရှင်ဒီ9ပြိဖြစ်ပါတယ်တပန်ဒီ9ကိုနှစ်ချိန်ပေါင်းမှာဖြစ်ပါတယ်3ညနဲ့9မှာတစ်ချိန်စီဒီ6မှာတစ်ချိန်အပေါင်း1ဖြစ်ပါတယ်ဗောနော် ။အဆွေနားနဲ့ကြိမ်ပေါင်းတာ30၊တုံညာနဲ့ခုနှစ်နဲ့ပေါင်းရှင်းဒီခုနှစ်ရာတာဖြစ်ပါတယ်။6ရက်တည့်ရက်ပေါင်းရှင်းကလည်းခုနှစ်ဆိုတော့ဒီခုနဲ့ခုနဲ့ထပ်ပေါင်းတာဆိုပေါင်းရှင်း14၊၄ကို၄နဲ့ပေါင်းရှင်း၈ကို၃ပေါင်း17 48กว่าปองရှင်ပြည်3လုံးပါဆိုရင်နေ၄60ကျပ်ဖြစ်ပါတယ်ခင်ဗျာနေ၄6ပေါ့เนาะဒါကြောင့်မို့ဒီနေနဲ့6နဲ့ပေါင်းရှင်းဒီ10ပြည်ဖြစ်ပါတယ်ခင်ဗျာ တပန်းဒီနှစ်လေးလျှောက်တပင်ကနေဒီသုံးနှစ်လေးတပင်ကိုဆက်ကြည့်အောင်ပါနော်ဒီကိုးနှစ်ကြိမ်ပေါင်းမယ်လေးနဲ့ကိုးနဲ့မှာတစ်ကြိမ်စီဒီတစ်မှာတစ်ကြိမ်ကိုနောက်ထပ်တင်းနဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်ခင်ဗျာကိုးနှစ်ကြိမ်ပေါင်းတာဆက်ရှိပါနော်ရှင်းနဲ့ကိုးပေါင်းဆက်ခွန်ခွန်နဲ့ဒီလေးနဲ့ပေါင်းတဲ့တစ်ဖြစ်ပါတယ်တင်းပေးကြည့်မယ်ပါနော်ဒီတင်းနဲ့ဒီတင်းနဲ့ပေါင်းတာအပေါင်းရှင်းနှစ်ဖြစ်ပါတယ်တပန်းတင်းနဲ့နင်းနဲ့ထပ်ပေါင်းတာ၃၃ကိုဒီဘောကလိုမျိုးပဲ၄နဲ့ပေါင်းရှင်းဒီခွန် ခွန်ကိုနှစ်3ပေါင်းရှင်း30 3ခွန်3များကွာပေါင်းရှင်းပတိ3လုံးဖြစ်ပါတယ်နှစ်ထပ်တစ်ကြိမ်မှာ3နှစ်၄ဆိုပြီးဖြစ်ပါတယ်ဘောနော်3နှစ်၄ဒါကြောင့်မို့ကျွန်တော်ဒီ3ရက်4ရက်ပေါင်းရှင်း9ပတိဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီလိုလေးတားလိုက်ပို့ပြီးတော့အဆင်ပြေသွားမယ်ဘောနော် โอเคနောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင်လားခင်ဗျာနောက်ထပ်တစ်ကြိမ်မှာဒီနှစ်ကုန်တစ်ကြိမ်၄မိနစ်၅နာရီတစ်ကြိမ်စီရှောက်မှာတစ်ကြိမ်ကိုတင်းနဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနှစ်နှစ်ကြိမ်ပေါင်းလေလေးနဲ့လေးပေါင်း၈၈နဲ့၅ပေါင်း၈၃၃ပဲရည်မယ်ပေါ့နော်ပြီးရင်ဒီရှောက်ရဲ့တည့်ရဲ့ပေါင်းရှင်ခွန်ဒါဆိုရင်၃နဲ့ခွန်ပေါင်းရှင်၁၀ဖြစ်ပါတယ်၃ညကို၄နဲ့ပေါင်းရှင်၄၄ကိုဒီအပေါ်လိုမျိုးပဲ၃နဲ့ပေါင်းရှင်ဒီခွန်၃ည၄ခွန် ဘာပေါင်းရှင်းပြိမာ၈၅နေစကီးဖြစ်ပါတယ်ဗောနော်၈၅နေဒါကြောင့်မို့၈ရက်နေရက်ထိတ်စီနဲ့အပိန်နဲ့ပေါင်းရှင်းသည်၃ညပြိဖြစ်ပါတယ်ခင်ဗျာဒီရှိတဲ့တဲ့၈၅နေကနေကျွန်တော်၈၅တပင်ကိုဆက်ပြီးလေ့လာကြအောင်ရှင်းတဲ့ချိန်ပေါင်းမယ်တင်းတဲ့တင်းတဲ့မှာတစ်ချိန်စီတုံညမှာတစ်ချိန်ကိုတင်းတဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်ဗောနော် ရှင်းနံချိန်16 19 18 18 18ပဲပါမယ်ပေါ့နော်။တုံးညာနဲ့တစ်ပေါင်းတာတည်ဖြစ်ပါတယ်။ရှင်းနဲ့တစ်ပေါင်းရှင်းဒီ900ရာတွေအတွက်အကိုကိုလည်း၄နဲ့ပေါင်းတာ73တုံးကိုဒီအပေါ်လိုမျိုးပဲ3နဲ့ပေါင်းရှင်းဒီ6 9 36ပေါင်းရှင်း၊ွာပေါင်းရှင်းပြိမာ865ဖြစ်ပါတယ်။ရှင်း9နေပြီးတော့865ဆိုတော့ဒီရှင်းရဒီ9ရပေါင်းရှင်းဒီ73ပြိဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တစ်ပြည့် ဒီကိုနှစ်ကြိမ်ပေါင်းမယ်ကိုမှတစ်ကြိမ်လေးမှတစ်ကြိမ်သုံးမှတစ်ကြိမ်အပေါင်းတည်ဆွေးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကို3ကြိမ်20နှခွန်ခွန်နဲ့လေးပေါင်းရှင်31ကိုတိပေးရပါမယ်3နဲ့တိပေါင်းရှင်3တပန်3နဲ့လေးပေါင်းရှင်ဒီ5 5ကို4နဲ့ပေါင်းရှင်9ကိုကို3ပေါင်းတာ7နှစ်ဒီမှာ5ကိုနှစ်ကွာပေါင်းရှင်ပြိ3လုံးပါဆိုရင်35လျှောက်ဖြစ်ပါတယ်ခင်ဗျာ35လျှောက်ဆိုတော့ ကျွန်တော်ဒီ3ရက်6ရက်ပေါင်းရှင်းဒီကိုပရိဖြစ်ပါတယ်ပေါ့နော်။ Okay နောက်ထပ်တစ်ကြိမ်ဒီ9နှစ်ကြိမ်တုံမြနဲ့6နှစ်မှာတစ်ကြိမ်စီတင်မှာတစ်ကြိမ်အပေါင်းတစ်ဖြစ်ပါတယ်။9နှစ်ကြိမ်ပေါင်းတာက10ဖြစ်ပါတယ်။တုံမြနဲ့6နှစ်ပေါင်းရှင်းဒီ6ဒီတင်တစ်ပေါင်းတာနှစ်ဆိုတော့6ရက်2ရက်ပေါင်းရှင်းရှင်းရှိကောဒီ၄နဲ့ပေါင်းတာက၁နှစ်ဖြစ်ပါတယ်။နှစ်ကောဒီ၃နဲ့ပေါင်းတာ၅ရှင်းနှစ်၅ကွာပေါင်းရှင်းပြိမ့်ပါ ်646ဆိုပြီးဖြစ်ပါတယ်ပေါ့နော်646ဒါဆိုရင်ကျွန်တော်ထိတ်ရဒီအပိတ်ရပေါင်းရှင်းဒီ7ဆိုတဲ့အတွက်နိပရိဖြစ်ပါတယ်78ချိန်မှာအဲ့ဒီနိအတိုင်းပဲဆက်ပြီးတော့ OK ခဲ့မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီတုံများကုန်တဲ့ချိန်ပေါင်းပါတယ်ခုနဲ့လေးနဲ့မှာတစ်ချိန်စီဒီရှိမှာတစ်ချိန်ကိုတင်းနဲ့ထပ်ပေါင်းတော့မှာဖြစ်တယ်ပေါ့နော်ငါဆိုရင်ခုနဲ့လေးပေါင်းတာပေါင်းရှင်း7ရတယ်ရှင်းနဲ့တစ်ပေါင်းတာ9ဆိုတော့ ်တင်နံ၉ပေါင်းရှင်းသည်၃၀၊တုံညာကို၄နံပေါင်းရှင်းသည်၄၊လဲကို၃ပေါင်းချင်းခွန်တုံညာအလေးခွန်ကွာပေါင်းရှင်းပြိဒီမှာလဲရှင်းကနေမှာတော့ရှင်းနေနေပေါင်း၃၀ပြိဆိုပြီးဖြစ်ပါတယ်ဗောနော်ဒီတစ်ပတ်မှာတုံညာအလေးခွန်ကွာပေါင်းရှင်းပြိဆိုပြီးဖြစ်ပါတယ်ဒီ၃ရံ၉ရံပေါင်းရှင်းဒီစနေပြိဖြစ်ပါတယ်၃ရံ၅ရံပေါင်းရှင်း၃နံနေပေါင်းရှင်းဒီ၅ပြိ ဒီ၃နဲ့ဒီ2နဲ့ပေါင်းရှင်းဒီလေ၅ပြည့်2နဲ့6ပေါင်းရှင်းဒီ10ပြည့်3နဲ့4ပေါင်းရှင်းဒီ9ပြည့်10နဲ့2ပေါင်းရှင်း3ညပြည့်10နဲ့5ပေါင်းရှင်း3ပြည့်3နဲ့6ပေါင်းရှင်း9ပြည့်6နဲ့6ပေါင်းရှင်း2ပြည့်ဒီဒီဘက်မှာတော့ဒီထိပ်စီနဲ့အပိနဲ့ပေါင်းရင်3ည4ခွန်ပြည့်ဆိုပြီးတော့ဒီနီးအရာ3ည4ခွန်ပြည့်ဆိုပြီးပြည့်3လုံးဖြစ်ပါတယ်ဗောနော် โอเคဒါဒီကျွန်တော်တို့အထောက်အကူရရည်ရွယ်ပြီးတော့ပြန်တင်ပြအရှင်းတာဖြစ်ပါတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်တို့ဒီသင်ကြားနည်းအရာ၃ည၄ခွန်ကွာပေါင်းချင်းပြိတ်ရနေတာဖြစ်ပါတယ်ခင်ဗျာโอเคဆက်ပေးမပေးကတော့ကျွန်တော်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခင်ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြမှာဆက်ဆံတာဖြင့်ကောင်းကျိုးလိုရာစံတာအပြည့်စုံကြပါစေခင်ဗျာ